ဆန်းချောင်းပင်မတပိတ်စစ်ကြောင်းမှရဲဘော်နှစ်ဦးကိုစစ်တပ်ကဖမ်းဆီးထားပြီးအင်စိန်ထောင်တွင်မတရားပုံမှများစွာဖြင့်ချုံနောင်တရားစွဲထား။ရန်ကုန်မြို့လူထုလှုပ်ရှားမှုတပိတ်များတွင်ပြည်သူများနှင့်ပူးပေါင်းကာစစ်အာဏာရှင်စနစ်ကိုတော်လှန်နေသောဆန်းချောင်းပင်မတပိတ်စစ်ကြောင်းမှရဲဘော်နှစ်ဦးကိုအကြမ်းဖက်စစ်တပ်ကဖမ်းဆီး၍အင်စိန်ထောင်တွင်ဖမ်းဆီးထားကြောင်းဆန်းချောင်းပင်မတပိတ်စစ်ကြောင်းမှတာဝန်ရှိသူတအူးကရန်ကုန်ခေတ်တည်ထောင်ဌာနသို့ပြောကြားသည် ဟန်စီခံရသူများမှာစမ်းကြောင်းပင်မတပိတ်စစ်ကြောင်း၏အဖွဲ့ဝင်များဖြစ်သည့်ကိုဟင်းနိုင်စောခေါ်ဦးမီနှင့်မသိမ့်တီရီဝေခေါ်မမြရင်တို့ဖြစ်ကြောင်း2025ခုနှစ်ဇွန်လ3ရက်နေ့တွင်မြေပြင်ကိစ္စသွားလာရင်အဆက်အသွယ်ပြတ်တောက်ကဇွန်လ3ရက်နေ့ညနေပိုင်းအချိန်တွင်အကြမ်းဖက်စစ်ကောင်စီ၏မတရားဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ကြောင်းသိရှိရသည်ဖန်စီခံရတာကတော့6လပိုင်းကလေးကဖန်စီခံထားရတာဖြစ်ပါတယ်။တခြားအဖွဲ့ဝင်တွေရဲ့လုံခြုံရေးအခြေအနေကြောင့်ချက်ချင်းမထုတ်ပြန်နိုင်လိုက်ဘူး။ လက်ရှိဖမ်းဆီးခံရတဲ့ရဲဘော်တွေကတော့အင်းစိန်ထောင်ရောက်နေပြီလို့သိရပါဗျ။လက်တလောဖမ်းဆီးခံရတဲ့ပုံမကတော့သူတို့တုံးနေကြမတရားပုံမတွေဖြစ်တဲ့905ကားတွေနဲ့အဲ့ဒီပုံမတွေတက်ပြီးဖမ်းဆီးခံထားရတယ်လို့ကျွန်တော်တို့သိရပါဗျ။ခုစမ်းချောင်းပင်မတပိတ်စစ်ကြောင်းမှတာဝန်ရှိသူတအူးကရန်ကုန်ခေတ်တည်င်းဌာနသို့ပြောကြားသည် မတရားဖမ်းဆီးခံရသူရဲဘော်နှဦးသည်မြမပြည်တွင် စိတ်တုံးနေသည့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပါအဝင်လူ့ခွင့်ရေး၊ကမ်းလှမ်းညရေးနှင့်ဒီမိုကရေစီအရေးတို့ပြန်လည်ရရှိရေးအတွက်ငြင်းချမ်းစွာလူထုတိုက်ပွဲနီးလန်းဖြင့်ပြည်သူလူထုနှင့်တသားတည်းရပ်တည်ခဲ့ကြသူများဖြစ်ကြောင်းစမ်းချောင်းပင်မတပိတ်စစ်ကြောင်းကထုတ်ပြန်ထားသည် ျွန်တော်တို့လူငယ်တွေမြို့ပြမှာရှိနေတာဟာပြည်သူနဲ့တသားတည်းရှိနေရဆိုတာကိုပြောချင်ပါတယ်ဒီကာလတစ်ခုလုံးမှာကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေများစွာဖမ်းဆီးခံရနှိစက်ခံရထောင်ကျခံရတဲ့ကိစ္စတွေဖြစ်ပေမဲ့လည်းကျွန်တော်တို့ဘယ်တော့မှလက်လျှော့မှာမဟုတ်ပါဘူးကျွန်တော်တို့စမ်းချောင်းပင်မတပိတ်စစ်ချောင်းအဖွဲအနေနဲ့လည်းရှေ့လျှောက်ပြီးတော့ပို့ပြီးတော့အလုပ်လုပ်တွေလုပ်သွားမှာပါရနိုင်တဲ့ဖြစ်နိုင်တဲ့နီလန်းမျိုးစုံနဲ့မြို့ပြမှာဆက်လက်ပြီးတော့တော်လန်တိုက်ပွဲဝင်နေမှာဖြစ်ပါတယ်ဟူဆန် ချောင်းပင်မတပိတ်စစ်ကြောင်းမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်တည်တင်းဌာနသို့ပြောကြားသည်ယခုနောက်ပိုင်းတွင်စစ်တပ်ကတပိတ်အဖွဲ့ဝင်များတော်လန်ရေးရဲဘော်များကိုဖမ်းဆီးရာတွင်ယခင်ကကဲ့သို့တည်င်းထုတ်ပြန်ခြင်းမရှိတော့ဘဲအဆက်အသွယ်အခြေဆက်များရယူကာဖမ်းဆောင်ဆက်သွယ်၍ထောင်ချောက်စင်ဖမ်းဆီးမှုများလုပ်ဆောင်လာကြောင်းထို့ကြောင့်စစ်တပ်၏ကြောင်းလဲသွားသောဖမ်းဆီးရေးဗျူဟာများကိုတော်လန်ရေးရဲဘော်များနှင့်တပိတ်အဖွဲ့ဝင်များတတိထားတဲ့ကြောင်းတော်လန်ရေးရဲဘော်တို့ချို့ကတတိပေးပြော